မင်္ဂလာပါတော်မူကြီးတီချေကတော့ပထမတန်းသိပ္ပံပါတော်ကိုတင်ကြမယ်တီချေမို့ဖြစ်ပါတယ်အခုတီချေကအခန်း6ကျွန်တော်တို့ဤကောင်းခင်ဖြစ်တဲ့အခန်းခွဲ1တဘာဝတိုင်းတွေးရှိရသည့်များတင်ငန်းစာကိုတင်ကြမယ်မှာဖြစ်တယ်เนาะကဲကောင်းခင်နဲ့တောက်သမီးတွေ ကောင်းကင်ကိုကြည့်ဘူးလားတောက်သူမျိုးအပြင်ထွက်ပြီးတော့လေကောင်းကင်လေးကိုမော့ကြည့်လိုက်ပါဦးကောင်းကင်မှာတဘာတိုင်းတွေ့ရှိရတယ်ဘာကြီးလဲတောက်သူမျိုးကောင်းကင်မှာတဘာတိုင်းတွေ့ရတဲ့အရာတွေကဘာကြီးဖြစ်မလဲနော်ဟုတ်ပြီအဲ့ဟောက်တီးဖို့အတွက်ကောင်းကင်ကိုတောက်သူမျိုးအပြင်ထွက်ကြည့်နော်ဒီရှယ်ကပုံနှမလေးပြထားတယ်ပုံလေးကကောင်းကင်ပုံလေးဖြစ်တယ်နော်အဲဟုတ်တယ်ကောင်းကင်မှာဆိုရင်ဘာကြီးတွေ့ရလဲเนาะတဘာဝအတိုင်း တွေ့ရှိရတဲ့အရာတွေကဘာကြီးဖြစ်မလဲဒီသင်ခန်းစာမှာဒီ share တို့ကတဘာဝတိုင်းတွေ့ရတဲ့အရာတွေကဘာကြီးဖြစ်မလဲဆိုတော့ဟိုလေ့လာမှာဖြစ်တယ်အခုပုံလေးကိုကြည့်လိုက်ပါဦးတောက်သမီးကိုလည်းเนาะအပြင်ထွက်ပြီးတော့ကောင်းကင်ကိုမော့ကြည့်လိုက်ပါတကယ်လို့မကြည့်ကျင်လေဒီမှာဒီ share ကပုံလေးပြထားတယ်เนาะကဲပုံလေးမှာဆိုရင်ကောင်းကင်ကိုရိုက်ထားတဲ့ပုံလေးကဲကြည့်ပါဦးကောင်းကင်ကဘာយ៉ាងလေးတယ်အဟုတ်တယ်ကောင်းကင်အယောင်လေးကဘာយ៉ាងလေးလဲ အဲအပြာနှုတ်ရောင်လေးပြီးတော့ဘာတွေကိုတွေ့ရလေးလဲကြည့်ပါဦးအဲဟုတ်တယ်ဟုတ်တယ်အဖြူရောင်တိမ်တွေကိုလည်းတွေ့ရတယ်ကဲအဲဆိုရင်ကောင်းကင်မှာကောင်းကင်ကအပြာနှုတ်ရောင်လေးနော်အဖြူရောင်တိမ်တွေကိုလည်းတွေ့ရတယ်ဟောတောက်မြူကြီးဒါဆိုလို့ရှိရင်အဖြူရောင်တိမ်တွေကိုလည်းတွေ့ရတယ်ကောင်းကင်ကအပြာနှုတ်ရောင်လေးဖြစ်တယ်ဒါဆိုရင်ဘယ်အချိန်ဖြစ်နေ့အချိန်ဖြစ်မလားညအချိန်ဖြစ်မလား ဟုတ်တယ်နေ့အချိန်နေ့အချိန်မှာမြင်ရတဲ့ကောင်းကင်အယောင်ကဗျာနုယောင်ဟော တိန်လေးရတယ်ဆိုရင်အဖြူရောင်တွေ့ရတယ်ဟောနောက်ထပ်နေ့အချိန်မှာဘာတွေ့ရသေးလဲနေလုံးယူမတွေ့ရဘူးလားတွေ့ရတာပေါ့နော်ဒါပေမဲ့ဒါရိုက်တော့မကြည့်နဲ့ပေါ့တောင်းမျက်စိရပျက်စီးမှာဆိုလို့နော်အမ်ဟုတ်တယ်နေ့အချိန်မှာ ကောင်းကင်ရဲ့အယောင်ကအပြာနုယောင်လေးတွေ့ရတယ်တိန်ဖြူလေးတွေ့ရတယ်ဟောနေလုံးယူမတွေ့ရဘူးလားအမ်တွေ့ရတယ် တခါတည်းရန်ငှက်ကလေးတွေအုပ်စုလိုက်ဘာဖြစ်နေရလဲကောင်းကင်မှာပြန်တန်းနေအောင်တွေ့ရဘူးလားအမ်တွေ့ရတာပေါ့ဟောလိပ်ပြာလေးဆိုတဲ့နော်ကောင်းကင်မှာပြန်တန်းနေအောင်တွေ့ရဘူးလားတောက်တူအမ်တွေ့ရတာပေါ့ဒါဆိုရင်နေ့အချိန်မှာနော်ကောင်းကင်မှာတဘာအတိုင်းတွေ့ရအရာတွေဘာကြီးလဲဟုတ်တယ်တိန်တို့နေတို့အမ်ငှက်ဟုတ်တယ်လိပ်ပြာဒါလေးကနေ့အချိန်မှာ ကောင်းကင်မှာတဘာဟာတိုင်းတွေးရှိတဲ့အရာလေးဖြစ်တယ်နော်။အဲဟုတ်တယ်။နေ့အချိန်မှာဆိုရင်နေလုံးယူမြင်ရတယ်ဟုတ်တယ်။တခါတည်းရန်နေ့အချိန်မှာနော်နေ့အချိန်မှာလောက်လည်းမြင်ရသေးရဲ့တောက်သူမျိုး။အဲဟုတ်တယ်။နောက်ပြီးတော့လေတောက်သူမျိုးနော်ဒီချေမိုးရွာတဲ့အခါမှာကောင်းကင်မှာအဲမိုးဆက်တွေရောမတွေ့ရဘူးလား။အဲတွေ့ရတာပေါ့။ကဲကောင်းကင်မှာ တိမ်မဲကြီးတွေ့ရပြီဆိုရင်ဒါမကြခင်ဘာဖြစ်တော့မှာလဲဟုတ်တယ်မိုးရွာတော့မှာเนาะအင်းတိမ်မဲကြီးတွေ့ရရင်မကြခင်ကောင်းကင်ကမိုးရွာတော့မှာဖြစ်တယ်ကဲမိုးဆက်လေးကိုလည်းတွေ့ရတယ်ဟုတ်တယ်ကဲနောက်ခုဘာတွေ့ရသေးလဲမိုးရွာပြီးသွားလို့ရှင်ကောင်းကင်မှာဘာလေးတွေ့ရတောက်မျိုးဒိဋ္ဌာမျိုးကြည့်မိတာ ဝူးရွာပြီးွားလို့စင်တော့ကောင်းကင်မှာဘာလေးပေါ်နေတယ်ဆိုရင်တက်တန့်လေးပေါ်နေတယ်။ဟွန်းဟုတ်တယ်။နော်တက်တန့်ကဘယ်နှယောက်ရှိလဲ။အယောင်လေးညဟမ်900ယောင်ရှိရနော်ဒါကနေ့အချိန်မှာနော်ရေတို့ကောင်းကင်မှာတဘာဝတိုင်းမြင်ရတဲ့အရာကြီးဖြစ်တယ်နော်တောင်းသမီးတို့လည်းနေ့အချိန်ကောင်းကင်မှာတဘာဝတိုင်းတွေ့ရတဲ့ဟာတွေကိုတရားမှတ်ထားမယ်နော်ကဲလုပ်ငန်းတစ်ကိုတီချာနဲ့တူတူဆက်ပြီးတော့လေ့လာကြည့်ရမယ်နော်ကဲလုပ်ငန်းတစ် အတန်းပြင်ထွက်ပြီးတော့တဲ့ကောင်းကင်ကိုမောကြည့်ရအောင်နေ့အချိန်ကောင်းကင်မှာတွေ့ရတဲ့ဟာတွေကိုရေးပြီးပါတဲ့ကဲခုနကတော့ဒီချေကနေ့အချိန်မှာကောင်းကင်မှာတွေ့ရတဲ့ဟာတွေကိုတောက်သူတို့သိအောင် ပြောပြပေးပါရနော်တောက်သူတို့ကဒီမှာဇယားလေးရှိအဲ့တော့လက်တွေ့လုပ်ငန်းနဲ့တောက်သူတို့အပြင်မို့အဲအတိုင်းအပြင်ဘက်ကို ဖတ်မယ်ကောင်းကင်ကိုမော့ကြည့်မယ်ကောင်းကင်မှာတွေ့ရတဲ့အရာတွေကိုတောက်သူမျိုးကမှတ်ထားမယ်ပြီးရင်ဒီလက်တွေ့လုပ်ငန်းမှာတောက်သူမျိုးကရေးပေးမယ်เนาะအဲ့တော့ကိုယ့်ရဲ့အမီအမ်ကိုယ့်ရဲ့အတန်းဗလန်တန်းလေအမ် grade 1ပေါ့เนาะပြီးရင်ဘယ်နည်းလဲပြီးရင်ဘယ်အချိန်ထွက်ကြည့်ရလဲပြီးမိုးတော့အချိန်ကြီးရော ရှေ့မှာလေးဒီချေကပြိုးသွားတယ်เนาะအဲဒီနေ့ကအဲနေလုံးယူတွေ့ရတယ်ဆိုရင်ဒီနေ့ကဘာနေ့ဖြစ်မှာလဲအမ် နေလုံးကြီးပဲတွေ့ရတယ်ဆိုရင်ဒီနေ့ကနေပူမယ်เนาะအဲဟုတ်တယ်တိမ်ဖြူတွေကိုတွေ့ရတယ်ဆိုရင်ဒီနေ့ကတိမ်ထူတယ်အဲ့ဒါကိုမိုးရွာသားအခြေအနေလို့ခေါ်ရယ်เนาะအဲ့မှာတောက်သူမီတို့ကရေးပြပါကဲနောက်တစ်ခုကောင်းကင်အရောင်းနဲ့အဲ့တော့နေ့ချိန်တောက်သူမီတို့ကြည့်ရတဲ့ကောင်းကင်အရောင်းကဘာဖြစ်နေဒီချက်ရှိမှပြောပြသွားရည်နေ့အချိန်မှာဆိုရင်ကောင်းကင်အရောင်းလေးကဘာအရောင်းလေးလဲ ဟုတ်တယ်အပြာနုရောင်လေးကဲကောင်းကင်မှာတဲ့တွေ့မြင်ရတဲ့အရာတွေဘာတွေလဲတဲ့ကောင်းကင်တွင်တွေ့မြင်ရတဲ့ဟာတွေကဘာတွေလဲဒီမှာတင်းနှစ်သုံးလေးဆိုပြီးတော့စင်လိုက်လေးတက်ပေးထားတယ်တောင်းသမီးတို့ကကောင်းကင်မှာတွေ့ရတဲ့အရာလေးတွေကိုမှတ်ထားပြီးတော့ဒီဇာတ်ရမှာရေးပေးမယ်နော်ဒီချက်ကခုနကတော့နေ့အချိန်မှာကောင်းကင်မှာတွေ့ရတဲ့အရာတွေကိုတောင်းသမီးတို့ကိုပြောပြပြီးသွားပြီးတောင်းသမီးတို့ကအခုအတန်းပြေဖို့ထွက်ပြီးတော့ ကောင်းကင်ကိုမော့ကြည့်ပြီးတော့ကောင်းကင်မှာတွေ့ရတဲ့ဟာတွေကိုမှတ်ထားပြီးတော့ဒီစရားလေးမှာဖြည့်ကြည့်မယ်နော်။ကဲဒါကတော့တောက်သမီးတို့ကိုယ်တိုင်လုပ်ရမယ့်ဟာဖြစ်တယ်နော်။ကဲဟုတ်ပါပြီ။အဲ့ဆိုရင်ဒီ channel နဲ့တူတူလုပ်ငန်းနှစ်ကိုဆက်ပြီးတော့လေ့လာကြည့်အောင်နော်။